စုမွေးနေကြိုကြပြများ6စစ်မေအိုမွေးနေကြိုခြင်းတချင်းတပုတ်စာတအုပ်ဖြင့်ပုတ်ရည်များစွာစုကြပြများဂုံပြုထားပြီးဖြစ်တကား7ရက်5လ2025တနင်္ဂနွေအမေမိတာကောင်းစဉ်နဲ့ကျွန်တော်တို့ချစ်ရတဲ့အမေစု80ပြည့်မွေးနေ့အကျိုးဂုံပြုတေးတပုတ်ကို တေးရည်တော်ကြီးဇင်ကာရေးဆက်ပြီးအစိုးရမရှိဝင်းကတီးဆိုထုတ်ဝေပြီးပြီ YouTube မှာကြည့်နိုင်ကြပါတယ် တီဝိုင်းကတော့အာအိုဒူဘင်းတီးဖြတ်ကတော့ကိုဂျိုမင်းမင်းစင်ကိုဇက်ကဲတို့ဖြစ်ပါတယ်ဆု80မွေးနေ့ကြိုတချင်းနဲ့ဂုံပြုတ်ကြပြီးပြီးဒီတော့ YouTube မှာနားထောင်နိုင်ရပါပြီဆု80ဂုံပြုတ်စာအုပ်ကိုတော့စာရေးဆရာထိန်လင်းက ရေးသားထုတ်ဝေပြီးတာ တပတ်နှစ်ပတ်တောင်ကြာသွားပြီဆရာထိန်လင်းရဲ့စာအုပ်မြေကရာစုနှစ်ခုရဲ့လူလူခေါင်းဆောင်ဖြစ်ပြီး ။စာအုပ်အဖုံးအောက်ခြေမှာဒေါအောင်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့ကိုဂုံပြုထုတ်ဝေပါသည်လို့ဖော်ပြထားပါတယ်။တချင်းတပုတ်စာတအုပ်ဖြင့်မွေးနေ့ကြိုဂုံပြုခံရတဲ့သူပါ။33ဘုံမြောက်ဂုံပြုကဗျာ။ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ကြိုကဗျာ32ပုတ်ကိုတင်ပြခဲ့ပြီးဖြစ်ပါတယ်။အခုစုမွေးနေ့80ကြိုကဗျာများအပိုင်း6မှာ ကဗျာတွေဆက်လက်ဖော်ပြသွားပါမယ်။အခု33မိုးမြောက်ကဗျာကတော့ဆာရေးဆရာကဗျာဆရာကြီးမောင်စွမ်းရည်ရဲ့ကဗျာပါ။ကဗျာကောင်းစဉ်ကစုဖို့စုအမေစုဖို့ပြေမှုမှုတပြေနှုနဲ့တောင်းစုချွေအမေစုစွမ်းဖြင့်တပြေနှုလမ်း၍တိမ့်တန်းပြည်သူငိမ့်ချမ်းရည်သူကြည်ပြူကြပါစေ။မောင်စွမ်းရည် 34ပုံမြောက်ကတော့ DBB ရုပ်မြင်တန်ကြားမှာစီရီယံပညာရေးဝန်ထမ်းတွေရဲ့ဘဝအကြောင်းဆောင်းပါးတွေရေးနေတဲ့ဆီယမ်မာတန်ကီတာရဲ့ကြပြပါ နှစ်80တက်တေအမေစုကိုလတပြေနှုနဲ့ကြိုကျင်လှတာကြောင့်မြေရုကိုတဲ့တက်တေတီရက်ရှိရှိဒီခီးမှုအိုးကွယ်နီးလူပြီးတခင်အောင်ဆန်းသမီးငယ်ပေမှု80အထိထောင်နေ အောင်မွဲထီတတိဆောင် နောင်ခါစန္ဒမူနာပဲပြီပေါ့အဲ့ဒါမှမြမသူရုပ်တီတခစ်ထတော့ဖြစ်သည်မမကြုံဘူးထူးလာတဲ့ကံကြမ္မာရဲ့အိုဘဲဝဲအတီပြီးမှလဲရက်ဆက်လာတယ်ဒီတခါຫນွေဦးတပြေးဘူးတွေတွေ့တဲ့အခါပြည်သူတွေပျော်ပြရစီတော့လာပါလေ တခစ်ကောင်းမှဖြင့်ထောင်းအားရစွာအမေရဲ့အားရတင်းမအောင် ီမာလီချစ်တဲ့စိတ်တွေနဲ့ငဲသူတွေကျူးစာချက်တွေကြောင့်မကြခင်အောင်နဲ့ပွဲကိုလာနှွဲလှဲ့ပါတော့တန်ကီတာ35ဘုံမြောက်ကတော့ဆရာဟန်တာရဲ့တပွင့်တဲသောနှင်းစီကြပြပါ80ပြည့်အမေစုဟာ ပန်းတွေကို ဝေးနေအောင် ပန်ထားလိရှိတာပါအခုသူထောင်ထဲမှာလားပန်းမှ ပန်ခွင့်ရပါမလား ကိုမင်းကိုနိုင်ကတော့သူ့ကိုဖြူဖြူစင်စင်စပယ်ပွင့်နဲ့နှိုင်းကြပြဆက်ပါတယ်။တမ်မနီနှင်းစည်းဆိုပြီးဖွဲ့ဆိုပါတယ်။အခုဆရာဟန်တာကတော့တပွင့်နေသောနှင်းစည်းဆိုပြီးကြပြရေးသားပေးဖို့လာတာပါ။35ပုံမြောက်စု80တပွင့်နေသောနှင်းစည်းဂုံတက်တီကတော့တယောက်နဲ့တန်း90ကျော်ရဲ့နှလုံးသားတွေနဲ့ရေးဆွဲထားတဲ့တပွင့်နေသောပန်း မညိုလဲမကျိုးမနွမ်းလဲမနွမ်းသလိုဘယ်တော့မှလဲမကြွေတဲ့မြန်မာပြည်ရဲ့တပွင့်နေသောပန်းလူလူကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အတွက်ကဗျာဆရာဟန်တာ36ပုံမြောက်ကဗျာကတော့ပန်းဖြစ်ပါတယ်ကဗျာဆရာမမနိက ရေးထားခဲ့တာပါအမေစုရဲ့66နှစ်မြောက်မွေးနေ့အတွက်ရေးသားခဲ့တဲ့ကဗျာပါ အမေစုဟာပန်းအမြဲပန်းတယ်လို့သူ့ရဲ့ပန်းကိုတင်စားပြီးကြပြားလေးဆက်လို့ရှိပါတယ်။စုမွေးနေ့တိုင်းမှာပန်းတွေကိုပန်းကြပြီးပန်းတွေနဲ့ဝေသွားလို့ရှိပါတယ်။ဆရာနာရှင်တွေကလည်းစုမွေးနေ့ဇွန်19မှာပန်းဝယ်သူတွေပန်းရောင်းသူတွေကို လိုက်ဖမ်းတော့ပန်းပန်လို့ထောင်ကျကြရတယ်။စိတ်မကောင်းစရာပါ။ထောင်ထဲမှာကလေးမွေးကြရတဲ့ပန်းပန်မှုနဲ့ထောင်ကျခဲ့တဲ့အမျိုးသမီးတွေလည်းရှိခဲ့တယ်။ 36ပုံမြောက်ကဗျာအမီးပန်းပန်းမာလှရှိတယ်ပန်းမာမာနရှိတယ်တဏ္ဍထန်းသူကပန်းကိုရန်ညှို့တော့ပန်းကတော်လန်နာကိုနန်းဆန်တယ်လို့ခေါ်တယ်မနိအမေစု66နှစ်ပြည့်မွေးနေ့အမှတ်တရနောက်ထပ်38ပုံမြောက်ကတော့အမေစုပကြီကားရေးဆွဲနေတဲ့ပကြီနုရင်ရဲ့ကဗျာပါ ဆီယမနူယင်ဟာ အမေစုပကြီးကားရောင်းရတဲ့ငွေတွေနဲ့ဒေါခင်ကြီးဖောင်ဒေးရှင်းကိုလှူဒန်းနေခဲ့တာပါအခုလည်းပဲအမေစုပကြီးကားတွေကိုဆက်ရေးဆွဲနေပြီးလူဦးဒေါ်လာရေးကိုရံပုံငွေရှာပေးနေပါတယ်38ပုံမြောက်ကဗျာချစ်တော်လာမင်းတို့အမောင်တိုက်လေဘောင်ခတ်ခံထားရတဲ့ဘဝများတဲ့သူမဆိုတာငါတို့အားလုံးအတွက်မီးရှူးတစောင်းအလင်းရောင် ညီနဲ့နဲ့ဒီမေတခွန်တဲ့ရှင်တန်ချင်းတို့အကျိုးပြုဖို့မှန်တဲ့သူမတိမ်မဲညိုရီကြားကထိုးထွက်လာတဲ့လာမင်းလူစင်းလိုမျိုးဒီခါဒီခွန့်နဲ့ငါတို့အတွက်ဆိုရင်သူမရဲ့အပြုံးလေးတစ်ချက်တောင်ရော့ပါခြင်းမျိုးမရှိစေရစွမ်းသမျှခွန်အားတွေအခါကစစ်ထုတ်ချစ်ချင်းနှလုံးသားတက်တက်နေတာအလင်းလက်ဆုံးနှင်းအပ်ပေးနေခဲ့တာငါတို့ကိုယ်တည်း သူမမေတ္တာလိုက်တချို့ခံယူ30တင်းကတင်းကအတိုင်းဟာလဲတံမိုးအတိငါတို့တတ္တိရှိဖို့တော့လိုလိမ့်မယ်တကယ်သိကြပါတယ်ဟောဒီလာမင်းကြီးဒီတခါပြောက်သွားရင် နောင်ဘယ်တော့မှလဲပြန်ရောက်မလာနိုင်တော့ဘူးကြီးနူးခြင်းနဲ့ကြေကွဲခြင်းဟာ ဖြစ်စိကစီကြောင်းနဲ့အမြဲဒွန်တွဲနေတဲ့ပြိပခလိုငါတို့ဘာသာ ခံစားနားလည်နေမိခဲ့သူ့ဘေးမှာရှိနေမြဲအဲ့ဒီတိမ်မဲမဲဒီကိုလည်းမုန်းနေတခါတခါလီရိုင်းတချို့တလီကလာ ထင်ရဆိုင်မို့လဲခွင့်မပြုတ်လို့ဘူးတို့လာမင်းကြီးနဲ့များအပီးဝေးသွားမှဆိုလို့ခွေဟောင်းတန်ကြတိုင်းလဲထွက်ထွက်ကြည့်နေရတရင်တို့တိုင်းတခါလွမ်းရစ်တဲ့ငါတို့ရဲ့အဖြစ်တည်း ကြည်နုရင်ရေးဖွဲ့ခဲ့တာပါနောက်ထပ်38ပုံမြောက်ကတော့တောင်းစု89ခေါင်းစဉ်နဲ့တမိုင်းသူတေသနာဌာနစီဒီယန်ညွန်ကြားရေးမှူးဒေါက်တာထားထားပါရဲ့ကြပြပါဒေါက်တာထားဟာ စီဒီယန်တွေအတွက်စိတ်ခွန်အားပေးနေသူလည်းဖြစ်ပါတယ်အခုတော့အမေစု89နှစ်မြောက်မွေးနေ့အတွက်ရေးဆက်တီးဆိုထားခဲ့တဲ့ကြပြကိုရွတ်ပေးလိုက်ပါတယ်စု80 မွေးနေ့အတွက်လည်းနောက်တစ်ပုတ်ထပ်ရင်းနေပြီလို့ဆိုပါတယ်တောင်းစု86ရိုင်းဆိုင်ခံရဒီကာလတွင်တစ္ဆာမပြည့်အမှန်တရားအတွက်အကောင်းဆုံးကြော်ဖြတ်နိုင်ယာဝန်ထမ်းသွားတဲ့လမ်းမှာမမှန်တရအကြံဖန်နေနဲ့တွေ့ဆုံညာလဲပတ်သက်เสียအကြောင်းမရှိတာမို့စိတ်ချပါအမေဦးညွတ်ကားလေးတန်ိဋ္ဌံထားစင်ကြမှုများ ကိန်းအောင်ထားရင်မျော်လင့်ခြင်းပန်းတိုင်းဆုတ်ကိုင်နိုင်မှုကြိုးစားနေတာမေ့သမီးပါဤမှန်တစ္ဆာအကြောင်းအရာကြောင့်အမြန်လွတ်မြောက်ပါစေ တို့အမေရေးသားသူထားဖြစ်ပါတယ်အမေဒေါ်ဆန်းစုကြည်86နှစ်မွေးနေ့အတွက်နောက်ထပ်39မှတ်တိုင်39ဘုံမြောက်ကြပြာကတော့ကြပြာဆရာအာဘေးရဲ့လက်ရပါ ဆရာအဘဲကအမေစု82နှစ်အတွက်ရေးဖွဲ့ခဲ့တာပါအခု80ပြည့်အတွက်လဲဆက်လက်ဖွဲ့တည်နေပါပြီဆရာဟာ ရခိုင်မျိုးသားတူဖြစ်ပါတယ်မြမတိုင်းရင်စေးစေးယုံဝန်ထမ်းဆရာတူလဲဖြစ်ပါတယ်စီဒီယန်တူပါကဗျာကောင်းစင်ကတော့82အမေ82အမေအမှန်တရားဟာအမေစီတော်ရင်မြစ်တာဟာအမေတောင်မွေး တစ္ဆာတရားဟာအမေ့ခြုံလွားတပက်ပြည်သူဆိုတာသွားလျာဆောင်ထားတဲ့အမေ့စိတ်ပဒီအမေငင်းချမ်းရင်ပန်းကိုဆိုင်ခလုတ်မတိုက်အောင်ဝိဇာမှတ်တိုင်ရိုက်ပြခဲ့တယ်အမေအမေတို့အမေ90နှစ်အလီဂဒီကတာမှုိမြပါစီအမေအမေဒေါအောင်ဆန်းစုကြည်92နှစ်မြောက်မွေးနေ့တို့ အာဘေးကဗျာဆရာအာဘေးဖြစ်ပါတယ်41စတပုံးမြောက်ကဗျာကတော့ဒီလိုင်းစာဆောင်မှာတွေ့ရှိရပါတယ်စု89မွေးနေ့ထုတ်ဒီလိုင်းစာဆောင်ဒီဝိတ် Facebook မှာအောက်ပါကဗျာကိုရရှိပါတယ်စုမွေးနေ့89ဝချူဂုံပြုတ်ကဗျာပါကဗျာကောင်းစဉ်ကတော့လာရောက်ကြိုတဲ့ကဗျာရေးသားသူခေဆက် ။ဒါမင်းရေပြန်သာပြန်ဝင်လင်းစေခြင်းလာပါပြီ။အနာဂတ်နိုင်ငံမှာမြစ်တာရဲနဲ့မှုေးစေခြင်းနဲ့ကိုအတ္တချွေးနံသာမှုေးတဲ့ထင်သူတွေကမြစ်တာရဲနံကိုမုံမြစ်တာရဲနံကိုတုံးစေခြင်းရတယ်။ဘလုံးကောင်းတွေကလာတွေကလည်းငါမငါထိမ့်ထိမ့်သာတဲ့ထင် အမှန်တည်းရာစုချီနေခဲ့သူတွေရင်တထိတ်ထိတ်အနာဂတ်ကြီးစိတ်แท้မကြား ညင်းတစည်းဓာတ်တလက်ဆွဲ လူသူနဲ့နဲ့စုမိရင်ဘယင်စုပန်းကျင်သူတွေပေါ်တဲ့အရာမှာမြစ်တာလာရောင်ကိုငန့်လင့်ကြရှာသူတွေအတွက်ရန်သူနဲ့အကြံသူသူတွေကလည်းလာရောင်ကိုမုံကြအမောင်ကြိုက်တွေလာမိုက်တုံးဟောင်းတန်းစုတော့လူတွေအထိတ်တလန့်လာရောင်ကိုငန့်ကြပေါ်ရန်ရှင်းတဲ့အခါပြန်ဝင်းပပြန်အလင်းခဖို့ အသင့်ဖြစ်ပါလာမင်းရေမြစ်တာနဲ့တီးရမယ်နိုင်ငံမှာလမတာလို့ဖြစ်မလားလာမင်းအိုလူမလေးကြဘူးတယ်လားလာမင်းအိုလေးလရောင်ချိုအေးမြစ်တာရနဲ့ပူမွေးမယ်လာမင်းရေပြန်သာပြန်ဝင်းလင်းစီခြင်းလှပါပြီခေဇက်ဆရာခေဇက်ဖြစ်ပါတယ်၄၀ တပုတ်မြောက်ကြပြနောက်ထပ်40တပုတ်မြောက်ကြပြပျောက်တော်သူရှာရင်တွေးဆိုတာတဲ့စုကြပြတွေရှာဒီလိုင်းစားဆောင်မှာတွေးဆိုရင်ပုံမှန်နေပါတယ်ဒီလိုင်းစားဆောင်အတွဲနှစ်အမှတ်3ဂျွန်16ရက်2024ကရတဲ့ကြပြကိုဖော်ပြပေးပါမယ်ခေါင်းစဉ်ကမေမေရေးတဲ့ရေးသားသူကဝဇီယာဖိုးဖြစ်ပါတယ်မေမေရေးအမုတ်ခွတ် ဝရိုးလက်တိုင်လေးနဲ့ရေအေးအေးတောက်ပြီးအရင်လိုကုံစင်းလုံးပြန်ရခြင်းနဲ့ညနဲ့လေးလေးခွေးတွေဦးလေးလေးပါပဲမလို့ရဲတာဘာမှမရှိတဲ့သူတွေအတွက်လို့ရဲတဲ့ပြည်သူတွေဟာတော်လှန်ရေးပေါမိမိကဗျာရှရာဝဇီယာဒီဖိုးဖြစ်ပါတယ်52ပုတ်မြောက်ကတော့ကွယ်လွန်သူဒေါက်တာဇော်မြင့်မောင်ရဲ့ကဗျာပါဒေါက်တာဇော်မြင့်မောင်ဟာ2015ရွေးကောက်ပွဲမှာအမရပူရမြို့နယ်ကနေ ရွေးချယ်ခံခဲ့ရသူပါမန္တလေးတိုင်းဝန်ကြီးချုပ်လည်းဖြစ်ပါတယ် NLD အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဒုဥက္ကဋ္ဌနှစ်ဖြစ်ပြီး2024ခုနှစ်အောက်တိုဘာလ9ရက်ကမန္တလေးထောင်မှာကွယ်လွန်ခဲ့ရသူပါကြဗျာခေါင်းစဉ်ကတော့ခေါင်းဆောင်နဲ့အတူဟိုပွဲတဲ့ဒီပွဲတဲ့မိုးတလုံးလေတလုံးအေယာဘုံလေးကျဲအတ္တတွေကဲနေတဲ့အပြောမျိုးမပြောတဲ့ ငါတို့ရဲ့ခေါင်းဆောင်ဟိုနေရာသွားဒီနေရာသွားမျက်နှလိုအားရနဲ့ကိုကျိုးစီပွားရှေ့တန်းထားလို့ဘယ်တော့မှမပြောကြားတတ်တဲ့ငါတို့ရဲ့ခေါင်းဆောင်နိုင်ငံအရေးကြုံတော့ဘ ᱹ ဒုပေါ်မှပုံမချဘူးတာဝန်ယူမှုအပြည့်နဲ့မြမဂုံရီမြင့်ဖို့ကဘာမင်းရှင်မြင့်တက်မဲ့ငါတို့ရဲ့ခေါင်းဆောင်တောင်းမြရဲ့မိခင်ငိမ့်ချမ်းကြီးရဲ့အရှင်အိုမိခင် ။တင်းနဲ့အတူစစ်ပွဲတွေကိုမုန်းနေတဲ့ပြည်သူတွေရှိတယ်။ငြိမ်းချမ်းရေးကိုလိုလားတဲ့ပြည်သူတွေရှိတယ်။ပြည်သူတွေခုတ်တောင်းနေရှိတယ်။ကြ བྱ ရှာအညာသားဖြစ်ပါတယ်။အညာသားကလောင်အမီဟာအမီရင်ဒေါက်တာဇော်မြင့်မောင်ဖြစ်ပါတယ်။53ပုံမြောက်စု80မွေးနေ့ဂုံပြုတ်ကြ བྱ ကတော့ကွလွန်နီကြ བྱ ရှာကြီး တကုံတာယာရဲ့ကြပြပါဆရာကြီးဟာ2013ဩဂုတ်လ19ရက်ကကွယ်လွန်သွားခဲ့ပါပြီအသက်95နှစ်အရွယ်အထိမကွယ်လွန်ခင်အထိစာရေးဆရာကြပြဆရာငင်းငယ်ရေးဝါဒီဆရာကြီးဖြစ်ပါတယ်ဝေဖန်ရေးဆရာတွေနဲ့နိုင်ငံရေးအမြင်မတူသူတွေကဝေဖန်တိုက်ခိုက်ကြပေမဲ့ယုံကြည်ချက်ကို အလံမလဲခဲ့သူပါဆရာတကုံတာယာရဲ့ကြပြခေါင်းစဉ်ကတော့ မွေးနေ့သောတိုင်းကျိုးပြည်ပြုကိုစားပြုရှင်မှိုင်းသခင်မှန်းအောင်ဆန်းစုကြည်စုအေဂရီအားမွေးဖွားရတွင် ကျမ်းပါပါစေချမ်းသာပါစေစုတွင်တွင်လောင်းလိုက်ပါသည်တကုံတရားရေးသားတာဖြစ်ပါတယ်ဆရာကြီးတကုံတရားရဲ့ကဗျာအထိကဗျာ53ပုတ်ရှိပါပြီနောက်ထပ်ကဗျာလေးအများကြီးကျမ်းပါသေးတယ်ကဗျာဆရာလေးဖြစ်ကြတယ် ဆရာတင်မိုးဆောင်းဝေနမခီဆက်ညာအိမ်ပန်းတော်ဆက်ခန့်ဝါငိမ်းဇီယာတော်နဲ့လာရောက်လွှမ်းတို့ရဲ့ကြပြာနောက်ထပ်ရှစ်ပုတ်ရှိပါတယ်အခုထိဖော်ပြခဲ့တဲ့43ပုတ်နဲ့ရှစ်ပုတ်ပေါင်းရင်ကြပြာပေါင်း52ပုတ်အထိရှိလာတော့မှာပါ နောက်တစ်ခါစုမွေးနေ့ဂုံပြုကြပြာများအပိုင်းခွန်မှာဆက်လက်ဖော်ပြပြီးသွားမှာ ဖြစ်ပါတယ်အပိုင်း6ကိုတော့ ဒီမှာနေမဲ့အဆုံးသက်နေတိတံမာဘီ50တပုတ်ကြပြပုတ်များ80ကားလီ ပြည့်သွားပြီမှာတည်ကြပြီလားမတည်ကြသေးဘူးလားစောင့်သာဖတ်ကြည့်ကြပါကုန်တော့ကျွန်တော်မောင်တူးပါ